မြောက်လန်တန်းစီဥတီပြန်တန်းလာတဲ့လင်းယုံပြိုင်ပွဲစတင်ကြောင်းခရာမှုမဲ့နေမင်းကြီးကအိမ်မောကြနေတော့ပေါ့ဒီမှာမြောက်လန်တန်းသာပြီးကော်ဖီတစ်ခွက်ကိုဖြော်တောက်နေကြပြီလင်းယုံအက်ဂျီကိုအာဆင်နယ်ကလိုက်ပြီးစပါဘက်ကလည်းကြိုက်နေတဲ့နှစ်သိန်းလုံးကလည်းဒီအင်္ဂလန်ဘဲတောင်းမှန်ကစားသမားကိုလိုအပ်ကြောင်းအညွန်ကိန်အပြည့်စုံဖော်ပြနိုင်ကြတဲ့ခက်ပြီးအက်ဂျီယာကူပီယာရောက်လာတဲ့ကစားသမားလေးပဲအဖိုးကြီးရိုင်းဟော့ဆန်မျက်ဝန်းနေနဲ့နောက်ဆုံးညှင့်အားဟာသူဖြစ်နိုင်ခဲ့တယ် ဒါပေမဲ့အဲ့ဒီအချိန်တွေကဇာဟာကိုဝိုင်းလို့သာမကြပြီတော့ဆိုတဲ့အချိန်တွေပဲဇာဟာရဲ့မျက်နှာမဲကြီးနဲ့အော်တန်ဟစ်တန်တွေကျွန်တော်တို့ကြားရောက်နေကြစေပေါ့သူဟာအဖိုးကြီးရိုင်းနဲ့နှစ်ချိန်ပေါ့လေပြီးတော့ဗီယဲရာကိုဖျက်ခဲ့တယ်မကာတီနဲ့တစ်နှစ်ကြုံတယ်အခုနောက်ဆုံးဂလက်စနာနဲ့မှ အထုံးငါးဆုံးပေါ့သူနဲ့ဘိုင်ယန်မှာအကြီးကျယ်ပေါက်ကွဲသွားတဲ့အိုလီစီဟာပဲလစ်မှာပြောစရာအဖြစ်ဆုံးခစ်ပြိုင်နေပဲပြန်တလေထွက်သွားတော့လေ Glasner အိမ်မက်တွေတကယ်ဖြစ်လာဖို့သူပဲထမ်းရွက်ခဲ့ရပြန်တယ်။သူကိုယ်တွေသူ့ဖန်တီးမှုများစွာဟာတရားသည်ထက်တရားသည်မြင့်တက်လာခဲ့တယ်။သူက26နှစ်သားသာရှိသေးတာကြောင့်လေတိုက်စစ်ကစားသမားတယောက်ရဲ့အကောင်းဆုံးအချိန်အခါကိုကြော်ဖြတ်ဖို့ရှိနေသေးတာပဲ။သူ့မှာကျွန်တော်အညီဆုံးကတည်ငြိမ်မှုပဲ။အသားရောင်ရှိတဲ့ကစားသမားတွေလည်းသူကကြော်ကြားမှုနည်းနည်းပေးပါမလုပ်ခဲ့ဘူး။ငါသာဘရင်ဖြစ်တော်သူကိုပောက်ကွဲကန်းနေလွမ်းလို့မရှိဘူး။ကိုလို့စရာရှိတာကိုလို့ချင်းနဲ့လောကအငြိမ်းပဲ။ အာဆင်နယ်ဟာလက်ဝင်းကစားသမားတယောက်အတွက်ပူပန်နေရသူပေါ့အာဒီဒါဟာမာတီနယ်လီကိုတန်ရုံးစင်ဖြတ်နိုင်မှုဆိုရင်လက်ဝင်းတယောက်တော့လိုတာပဲဒီမှာခနာချိုယူမလား XZ နဲ့တွားမလားဆိုအဖြေကနင်းနေရှင်းနေမလားဒီလိုပဲစပါးကစွန်နဲ့လမ်းခွဲရတော့မလားမိကုံများကျဲလောင်လာခြင်းဖြစ်ပါတယ်ရစ်ချယ်လန်ဆန်ကဘယ်နေရာမှာမှထိတ်ဆုံးမရောက်နိုင်ဘူးတီမိုဝါနာက live set ဘရော့ပြန်ဖို့မလဲပဲတွေးနေရသူတယောက်ဒီတော့ XZ နဲ့ဆိုကိုကိုကိုအမြဲယုံကြည်မှုရှိတယ်လေလို့ လီဗိုင်းနဲ့ကြော်ညာရိုက်ဖို့ပဲကြံတော့တယ်ဒီနေရာမှာသူ့ကိုမရလိုက်လို့လေမြောက်လန်တန်အသင်းများထိုင်ကိုသွားဖို့တော့မရှိပါဘူးသို့တော့ရလိုက်ရင်ဆိုတဲ့စိတ်ကူးကတကယ်ရှိပါတယ်ကျွန်တော်တယောက်အတွက်တော့စပါးကိုမြစ်တာရှိရင်ဆိုရင်နဲလာရရင်အာဆင်နယ်ရဲ့ဖြစ်ချိန်တန်မှုအလုံးကိုပြန်လဲစီချဲလိုရရည်တွေကြောင့်အာဒီတာနဲ့ရွှေလက်တွဲကိုပဲမျှော်လင့်ပါတယ်အက်ဇီယာဘိုင်ယန်ကအိုလီစီလိုပဲအမြင့်ပြန်လန်းမှာအကျွမ်းတော်ဝင်ပြန်တန်းတဲ့အငှက်တကောင်လို့ခန်းစားရပါတယ်